အကျူနီးမှာတော့ဦးစင်းတို့အင်းလေးတစ်ခုတည်းကိုပဲဥတီတာဒီတစ်ခေါက်ကတော့ငွေသားပဲပုံများမှာပေါ့နော်မော်ဘီထောက်ကြမ်းဘက်ကတက္ကမတယောက်နဲ့သူတို့ပရိုက်တာအဖွဲ့ကြီးပေါ့နော်ဒီပစ္စည်းနဲ့ငွေနဲ့အားလုံးပေါင်းတန်ဖိုးငွေသိန်း130ဒီဦးစင်းနဲ့အတူတူလိုက်မဲ့တက္ကကိုမင်းမင်းကျော်တော်နဲ့သူတို့ထပ်မံရထားတဲ့အလူငွေသိန်း100ကျော်နီးပါးလောက်ရှိတယ်အဲ့ဒါလှူမယ်။နောက်ဦးစင်းမလည်းပဲတခြား9ရက်သားသမီးတွေအလှူရှင်တွေရဲ့နောက်ဦးစင်းတို့ဇာတိရွယ်ရွာလှူတဲ့အလှူရှင်တွေရဲ့လှူထားတဲ့အလှူငွေနဲ့ဆိုဒီတစ်ခေါက်ကတော့အလှူငွေ300မီပါလောက်တော့ပေါအောင်ပါပေါ့။ အဓိကကြုံရတာတော့အင်းဒီယာပြည်သူပြည်သားတွေကအင်မတန်နျူထရီတယ်။နောက်အလိုလောဘနေကြတယ်။တအိမ်တော်ကိုအဲဒီလောက်တလောက်ပမာဏဆိုတော့ဒီလောက်တလောက်ပဲယူကြတယ်။နောက်မယူခင်မှာလည်းပဲဦးဇင်းတို့ရဲ့ခုနှစ်သားသမီးအလူရှင်တွေကိုသူတို့မြေတားပို့ပေးတယ်။တခါမှမတွေ့ဘူးမမြင်ဘူးတဲ့လူတွေစီကအနှွေးတက်ကိုရတယ်တကယ်ကိုဖြူစင်တဲ့စိတ်ထားရင်လည်းဦးစင်းတို့ကလည်းသူတို့ကိုမေတ္တာတက်ပြီးတယ်ဘာမှအမငယ်ဘူးသူတို့ရောက်သွားတဲ့ပစ္စည်းလေးတွေဒီသူတို့နဲ့အတုံးဝင်ဖို့ နော်ရလာတဲ့ငွေလေးတွေနဲ့သူတို့တအိုးတအိမ်ပြန်ထူထောင်နိုင်ဦးစင်းတို့ရဲ့အတီအလူအားအထားမြောက်ပြီပေါ့လေဦးစင်းတုံးရနေရတွေစပြီးသွားခဲ့တာပေါ့နော်ဆိုတော့တုံးရနေရတွေဒီနေ့ ठी ဆိုရင်ငိုင်းငိုင်းည6ငိုင်းည8ရက်လောက်ဖြစ်မှာပေါ့ပြည်တိုင်းမှာကြော်ညာထားသလိုပဲသခိုင်းမန္တလေးအင်းလေးပေါ့တုံးနေရလုံးရောက်ခဲ့ပါဦးစင်းတို့ဒီကနေပြီးဟောဒီကနေပြီးတော့ဦးစင်းတို့ခွဲနှမ်းချသွားတာပေါ့နော်မန္တလေးသခိုင်း အင်းလေးဆိုတဲ့အတိုင်းအရင်ဆုံးစကိုင်းကိုပထမဆုံးလှူတယ်စကိုင်းကိုဇီနောဒရာစာတင်တိုက်ကတွေစပြီးတော့ဦးစင်းတို့အာဒီဇီနောဒရာမှာဆိုလဲအာဒီပြန်လည်မှုသွားတဲ့ကိုတော်လေးတွေလည်းရှိတယ်အထီးကိုင်လည်းများတယ်ကြောင်းတိုက်ကလည်းအထီးကိုင်များတယ်ဆိုတော့အဲ့စာတင်တိုက်ကတွေစပြီးတော့လိုအပ်တဲ့ဒီအဲဆရာလေးဆရာကြီးကြောင်းလေး နော်လူသူအရောက်နေတဲ့ဂျောင်းလေးပေါ့နော်။သခိုင်းမှာဂျောင်းလေးတွေရှိတယ်။ဂျောင်းထဲမှာဆရာလေးတွေဂျောင်းလေးတွေအများကြီးရှိတယ်။အဲ့နေရာကိုဦးစင်းတို့ operator အဖွဲ့တွေကိုယ်တိုင်ကိုယ်ကျသွားပြီးတော့မှတဂျောင်းဝင်တဂျောင်းထွက်လိုအပ်ရရလေးပေါ့ရေတန့်လူတယ်အအလူငွေလူတယ်။အဲ့ညာနေမှာဦးစင်းတို့သခိုင်းမှာပဲဒီငလင်ကျောမှာထိပြီးတော့မှဗလီဝိပြူလေးနဲ့ဗလီပြူသွားတဲ့ဒီအာဒီဗလီတခုကိုလည်းပဲဥစဉ်မင်းလန်းကဗလီကိုလည်းပဲဥစဉ်တို့ဝင်ပြီးတော့ဒါအစအစအတော့ဒီရီတန့်နေတခြား လိုအပ်တဲ့အလူငွေ30အဲ့ဒါလေးတွေလှူဖြစ်တယ်။ဗလီနဲ့ကက်ရက်မှာလည်းပဲဦးဇင်းတို့ဒီဘေးတစ်စနာအကြောင်းဆိုတဲ့ဖုံးတော်ကြီးအကြောင်းတစ်ကြောင်းလည်းရှိတယ်။အဲ့ဖုံးတော်ကြီးအကြောင်းတို့တစ်ကြောင်းလုံးပြူသွားတာ။ဦးဇင်းတို့လည်းရောက်သွားတဲ့အခါတွေ့တဲ့အခါကျတော့အဲ့အကြောင်းလည်းပဲအလူငွေ30နဲ့အတူတူလိုအပ်တဲ့အရာလေးတွေလှူဖြစ်တယ်။ပထမတစ်ခေါက်ကတော့ဦးစင်းတို့ဒီဦးစင်းကိုမတ်တီဗီလှူပေးတဲ့တကကိုမင်းမင်းကျော်တို့ဟောပေါ့ဒီ သူတို့တင်းမောပေါ်မှာမိတ်ဆွေအပေါင်းအသင်းနေနဲ့ဟိုလူတာနဲ့ဥစဉ်တို့ဒီစားတော့ကုန်အကုန်လုံးပေါ့နော်တန်ကြီးဆိုရင်တင်း600ပေါ့ဆိုတော့ဇကိုင်းမန္တလေးအင်းလေးကိုငကိုရဲဥစဉ်တို့ကဟိုအုံပိုင်းပိုင်းပြီးတော့ခွဲထားပြီးသားအပိုင်းသုံးပိုင်းလीဇကိုင်းကိုလည်းညီတူညီမြလူမယ်မန္တလေးကိုလည်းဒီပမာဏညီတူညီမြလူမယ်အင်းလေးကိုလည်းဒီတိုင်းပဲလူမယ်ဆိုတဲ့အတိုင်းငွေသားတစ်ဝက်ပစ္စည်းတစ်ဝက်အဲ့လိုလူခဲ့တာပေါ့နော် အကျူနီးမှာတော့ဦးစင်းတို့အင်းလေးတစ်ခုတည်းကိုပဲဥတီတာဥတီပြီးတော့ကျန်တဲ့နေရာတွေတော့မရောက်တော့ဘူးအင်းလေးကိုပဲဥတီမယ်အင်းလေးကိုပဲဥတီပြီးတော့မှဦးစင်းတို့ဒီတစ်ခေါက်ကတော့ငွေသားပဲပုံများမှာပေါ့နော်ငွေသားပဲပုံများမယ်ဒီတစ်ခေါက်ကပစ္စည်းတော့ပါမယ်အနင်းငယ်ပါမယ်နင်းမယ်ပေါ့ငွေသားပဲဥတီမှာပေါ့ငွေသားကလည်းပဲဟိုအခုဆိုရင်ဒါဟိုဦးစင်းတို့ဒီမော်ဘီထောက်ချက်မှတ်ကတက္ကမတယောက်နဲ့သူတို့ပြရိုက်တာအဖွဲ့ကြီးပေါ့နော် အာသူတို့တွေစုပြီးတော့မှဥစဉ်စီကိုလာလှူထားတဲ့ငွေငွေရှိတယ်။အော်ဆိုတော့ဒီပစ္စည်းနဲ့ငွေနဲ့အားလုံးပေါင်းတန်ဖိုးငွေ330 330ဆိုတော့ပစ္စည်းတန်ဖိုး360ငွေသား80ကျော်ဥစဉ်စီမှာလှူခဲ့တယ်ပေါ့နော်။ဆိုတော့အဲ့အလှငွေတွေလှူမဲ့နောက်ဒီဥစဉ်နဲ့အတူတူလိုက်မဲ့တကကိုမင်းမင်းကျော်တော့လည်းသူတို့ထပ်မံရထားတဲ့အလှငွေ3အဲဟိုပါပေါ့3300ကျော်နီးပါးလောက်ရှိတယ်။ အဲ့ဒါလှူမယ်။နောက်ဦးစင်းမလည်းပဲတခြားခုနှစ်ယောက်သားသမီးတွေအလှူရှင်နေရဲ့။နောက်ဦးစင်းတို့ဇာတိရွယ်ရွာလှူတဲ့အလှူရှင်တွေရဲ့လှူထားတဲ့အလှူငွေနဲ့ဆိုဒီတစ်ခေါက်ကတော့အလှူငွေ3300မီပါလောက်တော့ပေါအောင်ပါပေါ့။အင်းလေးကိုဒုတိယကြိမ်ပြန်တက်မှာပေါ့။ပြန်လဲထူထောင်ရေးကာလာသွားမယ်ဆိုရင်အဓိကဟိုခုနကအဦးစင်းပြောသလိုပထမဆုံးလိုအပ်တာတော့ငွေကြေးပေါ့ နောက်ကိုကငွေချင်းမလိုချင်လို့ဒီပစ္စည်းတွေဝယ်မယ်ဆိုရင်လည်းပဲဥမာပေါ့တန်ဝန်းတန်ကွက်တို့နော်သူတို့အတွက်တကယ်လိုတဲ့မိသားစုတစုအတွက်လိုအပ်တဲ့တန်ဝန်းတန်ကွက်တို့ဇွန်းတို့ပကန်းတို့တခြားဒီလူအသုံးဆောင်ပစ္စည်းတွေပေါ့နော်တခြားအစားအစားတောက်ကုန်မဟုတ်ဘဲနဲ့လူအသုံးဆောင်ပစ္စည်းတွေပေါ့ဥမာဟိုထားပါတော့သူတစ်ချက်ပဲတန်နိုင်တက်နိုင်ပေါ့နော်အဲအဲ့လိုမျိုးလေးပေါ့သူတခြားမတန်နိုင်ဆောက်လို့ရေးကာလမှာလိုအပ်တဲ့ပစ္စည်းတွေလိုအပ်တယ်အကုန်လိုအပ်တယ်သူတို့စီမှာလေဆိုအင်းလေးဆိုရင်ပို့ဆိုတာပေါ့နော်အင်းလေးဆိုရင်ဦးစင်းတို့ကလိုအပ်တဲ့ပစ္စည်းကိုတက်နေရဲမှာပဲ ဝယ်ဖို့ကတော်တော်ခဲနေလေတခါအင်းနဲ့ကိုတခါလှီနဲ့ပြန်တဲအဲ့လိုလုပ်အောင်ပါအဲ့လိုဆိုခက်ခဲတာပေါ့နော်ဒေသခံတွေနဲ့ထိဆက်ပြီးတော့လှူနိုင်တော့ပိုကောင်းတယ်ဒေသခံဆောက်လို့ရည်တမားတွေရှိတယ်သူတို့နဲ့ထိဆက်ပြီးတော့မှအိမ်တလုံးကိုဘလောက်ဘလောက်ပမာဏကြတယ်ပေါ့ဦးသွန်းတို့လည်းပဲဒီတစ်ခေါက်တော့ဒါမဖြစ်ဖြစ်တဲ့နေနဲ့အိမ်တွေဆောက်လို့လှူဒန်းဖို့ရည်ရွယ်ချက်ရှိပါတယ် Yes and like that the body အဓိကအကြုံရတာတော့အိန္ဒိယပြည်သူပြည်သားတွေကအင်မတန်နျူထရီတယ်။နောက်အလူလောဘနှဲကြတယ်။ အလိုလောဘနေကြတယ်ဥစဉ်တော့အဲဒီလိုလေးလှူခြင်းပါတယ်လို့ပြောရင်လည်းတခါပဲပြောရလက်ယုံနေသူတို့နားထောင်တယ်နောက်သူတို့ရဲ့ဒီအကြီးကဲတွေရဲ့ဥဆောင်မှုနောက်ပေါ်မှာသူတို့တပင်မတိန်လိုက်နာကြတယ်အဲတအိမ်အောင်ကိုအဲဒီလောက်တလောက်ပေါ်မှာနားဆိုလေဒီလောက်တလောက်ပဲယူကြတယ်နောက်မယူခင်မှာလည်းပဲဥစဉ်တို့ရဲ့ခွန်ရင်သားသမီးအလူရှင်တွေကိုသူတို့မြေတာပို့ပေးတယ်မြေတာပို့ကြတယ်မြေတာပို့ကြပြီးတော့မှတကယ်ကိုဖြူစင်တဲ့စိတ်ထားရင်လည်းဟုတ်ဖြစ်ကြနောက်တစ်ခုတချို့တွေဆိုကိုမပါသွားဘူး ဒီဒီရေဘေးမှာလည်းမပေါဘူးလေဘေးမှာလည်းမပေါမပေါတော့ဘူးဆိုရင်မဲ့လေတခြားရွာကိုသွားလို့မှာဒီရွာမှာဝင်တဲတာဒါပေမဲ့လေဥစဉ်တို့ကအဲ့ရွာမှာနေသူတို့ဆုံးနေကြကြအာရှင်ပြတို့တော်မှာအဝေးရိုက်လာပြီးသူတို့အင်းသူအင်းသားတွေပေါ်ကိုကျင်းဆန်တရားနဲ့လာပြီးတော့လှူဒန်းပြကြတာပဲတပည့်တော်တို့မှာတော့ဒီလောက်လေးလုတ်ပြရတာအာနာတယ်ဆိုပြီးတော့ဥစဉ်တို့တခြားဆုံးနေပါတွေကြကြလာကြတဲ့ဒီ ပါကြတဲ့ volunteer တွေ pride အဖွဲ့ဝင်တွေကိုတခါရနေရထိုင်ခင်းနေပြီးကြပြပြသလဲပေါ့နော်ဒီလိုမျိုးနှုတ်ဆက်ကြတဲ့အခါကျတော့ဒါမှမဟုတ်လေဒီလိုမျိုးတွေ့ဆုံမှုဟာဦးဇင်းတို့အတွက်ကတော့အမှန်တမ်းပြောရင်ဒါစိတ်လည်းမကောင်းဘူး one and one တာပေါ့နော်အဲ one တာတယ်ဆိုတာကကျတော့ဦးဇင်းတို့ရဲ့ဒီအာတခါမှမတွေ့ဘူးမမြင်ဘူးတဲ့လူတွေစီကအနှွေးတက်ကိုရတယ်ဦးဇင်းတို့ကလည်းသူတို့ကိုမြင့်တာတက်တည်ပြီးတယ်ဘာမှအာမငယ်ဘူးဒီကာလကြီးမှာကျန်တဲ့ဒီအလူရှင်တွေလည်းရောက်လာမယ်အမှုပညာရှင်တွေလည်းလာမယ်ဆရာတော်တွေကလည်းလာပြီးတော့မှမြင့်တာတွေ ပေးကြမယ်เนาะတခြားဘာသာဝင်တွေကလည်းလာပြီးတော့မှကူကြမယ်ဆိုတော့ဒီအပိစကားကြီးပြောရင်လည်းသူတို့ကိုနှစ်သိမ့်တယ်လို့သူတို့ကလည်းဦးစင်းတို့ကိုပြန်ပြီးတော့သူတို့တက်နိုင်တဲ့အားလေးနဲ့သူတို့မရှိရှိတဲ့ကြားရဲရတွေမှာသူတို့လာလူထားရတဲ့နေရာတွေမှာဥမာမုတ်လေးတွေခြာကျူးတာမျိုးကြီးလောက်တယ်အေးအေးတိုက်တာမျိုးကြီးလောက်တယ်အဲတစ်ခုပဲဦးစင်းတို့ကတော့သူတို့ကိုတစ်ခုပဲပြောတာပေါ့နော်ဘာလဲဆိုတော့ဦးစင်းတို့ကဒီနေရာကိုလာပဲကူလာဖြစ်တဲ့အတွက်ဦးစင်းတို့ကဘာမှအရေးတည်ယူလောက်ပြီးတော့အာနေရာထိုင်ခင်းပေးစရာလည်းမလိုဘူးအာအယူအသေးပေးစရာလည်းမလိုဘူးဟို င်းသူအင်းသားတွေရဲ့စိတ်ထမ်းမှာတော့ဒီရဟန်းနံငါတော်တွေကြွလာတာဖြစ်တဲ့အတွက်အယူသိပြရမယ်ဆိုတဲ့ဟိုစိတ်ကတော့ငကူရရှိပြီးတော့ဒါပေမဲ့လည်းဒါဟာဥစဉ်တို့ကဒီချိန်မှာဒါဟာအရေးမကြီးဘူးဥစဉ်တို့ကလာပြီးတော့ဒါသူတို့ကိုကူညီပေးတာမေတ္တာလာပြီးတော့မေတ္တာပြကြတာခွန်ရသားသမီးရဲ့အလှကိုဥစဉ်တို့ကကိုးစားလာလှူပေးတာဖြစ်တဲ့အတွက်ဥစဉ်တို့အတွက်ဒါဟာအရေးမကြီးဘူးအရေးကြီးတာကအဲတကယ်လိုအပ်တဲ့လူတွေစီကိုတကယ်လိုအပ်တယ်လို့ရောက်သွားဖို့ရဲ့နောက်သူတို့ရောက်သွားတဲ့ပစ္စည်းလေးတွေစီသူတို့နဲ့အတုံးဝင်ဖို့ နော်ရလာတဲ့ငွေလေးတွေနဲ့သူတို့တအိုးတအိမ်ပြန်ထူထောင်နိုင်ဦးစင်းတို့ရဲ့အတီအလူအားအထောက်မြောက်ပြီပေါ့လေအလူရှင်များတည်ပြီးကြပါစေရန်ရှင်းကြပါစေနှလုံးစေဝါဤချမ်းကြပါစေကြိုပြီးတော့လည်းအနာဂတ်ကိုကြိုမတွေးပါနဲ့ပြီးတော့ပြီးခဲ့တာကြီးလည်းပြန်တွေးပြီးတော့လည်းပူဆွေးမနေနဲ့အခုလက်ရှိပြစ္ဆုတ်ပံမှာပဲအဆင်ပြေသလိုပုံပံကိုတင့်တင့်မြတ်တာတော့နှလုံးသွင်းမှုနဲ့ပဲအေးချမ်းအောင်နေပါလို့ပဲဒီလိုပဲအကြံပေးပြရစီ